တောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲတော်ကိုလာရောက်လေပတ်သူများပြခဲ့ပြီးနိစက်ရဒေတာခန့်အိမ်များကရင်ရနာခများကိုတုံးမြင့်ကောက်ခံမှုများရှိခဲ့တယ်လို့သိရပါဗျ။ပွဲတော်အတွက်ရင်ရနာခတတ်မှတ်ဇင်းနှုံများအနေနဲ့ဆိုင်ကယ်တစ်စီးလျင်ငွေ2000ကျပ်တံတန်အောက်အိမ်စီးကားငယ်တစ်စီးလျင်9000ကျပ်နဲ့တံတန်အထက်ကားလက်တစ်စီးကို1000ကျပ်သာကျတင်တာဖြစ်ပါတယ်။ဒါပေမဲ့ပွဲအနည်းမှာရှိတဲ့အိမ်များက နေရာများတတ်မှတ်ခါယင်းရန်နာကားတွေကို စိုင်းကယ်တစ်စီးကို1000ကားတစ်စီးကို9000ဆိုပြီးတောင်းတဲ့ချီကောက်ယူနေတာဖြစ်ပါတယ်ပွဲတော်ကာလာမှာယင်းကျော်ပိတ်ဆို့မှု ပြဿနာကိုရှော့ချနိုင်ရန်အတွက် အော်တိုဘာလ29ရက်နေ့မှစကားနိုဝင်ဘာလ5ရက်ညနေ4နာရီမှမနက်4နာရီအထိကုန်တင်ကားနဲ့တွဲကားများတွာလာခွင့်ကိုယာယီပိတ်ထားတယ်လို့ထုတ်ပြန်ထားပါတယ်ယခုနှစ်တောင်ကြီးတစောင်းတိုင်းပွဲတော်ကာလအတွက် တောင်ကြီးကိုသွားရောက်လက်ပတ်မဲ့သူများပြားတာကြောင့်တောင်ကြီးမြို့မှာရှိတဲ့ဟိုတယ်တဲခုကန်းနဲ့မော်တယ်အခန်းအားလုံးပြည်နေတယ်လို့ဘုံကြီးကျောင်းတွေမှာပင်ပြည်နေတဲ့အတွက်ကလောနဲ့ဟိုပုံးမြို့နယ်တွေမှာတဲခုပြီးတောင်ကြီးတစောင်းနိုင်ကိုလက်ပတ်မဲ့သူတွေပင်ရှိနေတယ်လို့သိရပါတယ်တောင်ကြီးတစောင်းနိုင်ပွဲတော်ကိုတောင်ကြီးမြို့အဝေယာကွင်းမှာအောက်တိုဘာ29ရက်ကနေနိုဝင်ဘာလ4ရက်အထိကျင်းပသွားမှာဖြစ်ပါတယ် ဖွင့်ပွဲကိုတော့အော်တိုဘာလ29ရက်ညနေပိုင်းကပြုလုပ်ခဲ့တာပါမိဘုံပြန်ပွဲတော်မှာမိဘုံပြန်430ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီး အော်တိုဘာလ29ရက်မနက်ပိုင်းမှာမိဘုံပြန်နေလွတ်အယုတ်ပေါင်းအလုံး30ကိုစတင်လွတ်တင်ခဲ့တယ်လို့သိရပါဗျ